လေးများအားလုံး happy children's day ပါဒီနေ့မှာကြားရတဲ့ကလေးများနေ့ဖြစ်ပေါ်ဖို့နဲ့ကျင်းပရခြင်းရည်ရွယ်ချက်တွေကိုဂုဏ်ပြုသောအားဖြင့်တင်ဆက်လိုက်ရပါတယ်ကလေးများနေ့ဟာဆိုလို့ရှိရင်တော့ခရီးရန်ဖုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Charles Lennon ကစတင် ဖော်ဆောင်ခဲ့ပြီး1859ခုနှစ် ဇွန်လဒုတိယပတ်မှာကျင်းပခဲ့ရပဲဖြစ်ပါတယ်။မူလမှာတော့ Rose Day Flower Sunday လို့ခေါ်ဆိုခဲ့ကြပြီးတော့အဲ့ဒီမှာကလေးတွေကပန်းကိုစီခိုင်းဆောင်ကစူတောင်းဝပြုခြင်းများပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ကလေးများအခွင့်အရေးနဲ့ကောင်းမွန်တဲ့ဘဝအတွက်ဦးစားပေးစင်စားဖို့အတွက်1925ခုနှစ်ဂျနီဗာမြို့မှာကျင်းပတဲ့ကလေးအခွင့်အရေးဆိုင်ရာကမ္ဘာလုံးဆိုင်ရာညီလာခံကိုနိုင်ငံပေါင်း54နိုင်ငံမှကိုယ်စားလှယ်များကအပြည်ပြည်ဆိုင်ရာကလေးများနေအဖြစ်တစ်ခုရှိတင်ကြောင်းကိုဆုံးဖြတ်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး1945ခုနှစ်မှာလဲခလီးရီရဲ့ဘွားတွေကအများစွာထိခိုက်ခဲ့တဲ့အတွက်ကြောင့်ကုလသမဂ္ဂအဖွဲ့ကခလီးရီရဲ့အခွင့်အရေးကိုကာကွယ်ရန်စတင်စဉ်းစားလာခဲ့ပါတယ်။1954ခုနှစ်မှာတော့ကုလသမဂ္ဂအထွေထွေညီလာခံက Universal Children's Day ကိုနိုဝင်ဘာလ20ရက်နေ့အဖြစ်သတ်မှတ်ခဲ့ပြီးတော့ကမ္ဘာတဝန်းမှာကျင်းပရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ 1959ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာ UN ကနေပြီးတော့ကလေးခွေကြီးများဆိုင်ရာပြည်နှံ့ချက်များကိုဖော်ဆောင်က UNCRC Day, World Children's Day ကဘာကလေးများနေ့ဖြင့်စတင်သတ်မှတ်ပြုလုပ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။1959ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာပထမဦးဆုံးချိန်ကမ္ဘာလုံးဆိုင်ရာကလေးများနေ့ကိုစတင်ကျင်းပခဲ့ပြီးတော့နောက်ပိုင်းမှာနှစ်စဉ်နေ့တိုင်းဤနေ့ကိုကျင်းပလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့နိုင်ငံအသီးသီးကမိမိတို့နိုင်ငံရဲ့အချိန်အခါပေါ်မူတည်ပြီးတော့ကလေးများနှစ်ကိုကိုယ်စီပြုလုပ်ခဲ့ကြပါတယ်။တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ UN ကမချမှတ်မိကြတဲ့ကပြုလုပ်နေတဲ့ နိုင်ငံတွေလည်းရှိပါတယ်။အဲဒီနိုင်ငံကတော့ Republic of Turkey ပဲဖြစ်ပါတယ်။ကမ္ဘာမှာကလေးများနေ့ကို National Holidays April 23ရက်နေ့မှာပထမဦးဆုံးပြုလုပ်ကျင်းပခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့်ချင်းခရီးရန်အတင်းကျုပ်ကလည်းဇွန်လဒုတိယပတ်တနင်္ဂနွေနေ့ကိုကလေးများနေသတ်မှတ်ပြီးတော့အတင်းတော်ဝပြုခြင်းများတွေလည်းနေထူးနေမြတ်ဖြစ်နေကျင်းပလျက်ရှိပါတယ်။ဒီလိုမျိုးကလေးများနေ့ကိုကျင်းပရခြင်းကတော့အကြောင်းရင်းများစွာရှိပါတယ်။ဒီထဲကမှပညာရေးကျမ်းမာရေးလုံခြုံရေးနဲ့ဥပဒေရကာကွယ်မှုများကို မြင့်တင်ရဲ့ စင်ရဲနွမ်းပါမှုနှင့်စစ်ပေးတံအကျန်းဖတ်မှုနှင့်ခွဲခြားဆက်ဆံမှုတံခံရသောကလေးများအတွက်အလင်းရောင်ဖြစ်စေရန်အသက်မပြည့်သေးတဲ့ကလေးသူငယ်များအတွက်ပညာရေးကျန်းမာရေးလုံခြုံရေးတို့မှဒန်းတူရရှိစေရန်ပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးများနှစ်ကိုတာမန်နှစ်တစ်နှစ်ဖြင့်မှတ်ယူလို့မရပါဘူး။ကလေးသူငယ်များအလွဲသုံးစားလောက်ခံရမှုခေါင်းပုံဖြတ်မှုခွဲခြားဆက်ဆံမှု အကျန်းဖတ်မှုများကိုကြုံတွေ့နေရတဲ့ကဘာတုံးလုံးမှာရှိရဲကလေးများအားအသိပညာပေးရန်အတွက်လည်းဖြစ်ပါတယ်။လူမျိုးဘာသာမချမြည်သူကလေးမဆိုတန်ဖိုးရှိကြောင်းသိစေဖို့ရန်လည်းရည်ရထားတာပဲဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့်သမရာဂျွန်ဖန်ကနေဒီပြောခဲ့သော စကားလေးအဖြစ်အဆုံးသတ်လိုက်ရပါတယ်။ကလေးများကကဘာပေါ်မှာအရေးကြီးဆုံးရင်မြစ်တွေဖြစ်ပြီးသူတို့ဟာအနာဂတ်အတွက် 刚上苗林这边边的，江风那里。